င်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ဂေယာကကလေးတွေကိုပညာအမွေသာမကတာသနာအမွေကိုပါပြီးတော့မဲ့ခိုင်နေဝေပါပရိသတ်ကြီးခိုင်နေဝေကရုပ်ရှင်မင်းသမီးတယောက်ဖြစ်လဲအောင်မြင်လို့ကလေးတွေကိုမိခင်မြတ်တာအပြင်းနဲ့ဆောင်းရှောင်းနေရကြောင်းလူများရဲ့လေးစားမှုကိုရရှိနေသူပါသူ့ရဲ့ဂေယာမှာဆုံးပြစ်ခံကလေးငယ်တွေနဲ့မိဘမဲ့ကလေးငယ်တွေကိုလာသားရဲခဲကဆောင်းရှောင်းလာခဲ့တာပဲဖြစ်ပါတယ်ကလေးတွေကိုတာနာပေါင်းကိုတုတ်သွင်းပြီးရှင်ပြုနာတာပေးခြင်းနဲ့စိတ်ကူးကခိုင်နေဝေထံမှာအရင်ကလေးကရှိခဲ့ပါတယ် ကလေးတွေကိုရဲတခုရအောင်ဆောင်ပြီးတဲ့အချိန်မှာတော့မကြခင်မှာရှင်ပြုနာတာပွဲကြီးကိုကျင်းပတော့မှာပါ။တန်တရားဝစင်းရဲကနေလူမြောက်ဖို့အတွက်ခိုင်နေဝေကကိုရင်ဝစ်လို့ရတဲ့အရွယ်ရောက်ပြီးဖြစ်တဲ့သားတွေကိုရှင်ပြုပေးမှာဖြစ်ပြီးတမီးတွေကိုတော့နားထွင်မင်္ဂလာကျင်းပပေးသွားမှာပါ။ကလေးတွေရဲ့နာမည်ရှိမှာခိုင်ဆိုတဲ့နာမည်လေးကိုထည့်သွင်းပေးထားတဲ့အထိသားသမီးရင်းလို့ချစ်တဲ့ခိုင်နေဝေကမကြခင်မှာအလှူမကြီးဖြစ်တော့မှာပါ။ကလေးတွေကိုကိုရင်ဝစ်ပေးဖို့အတွက်ခိုင်နှင်းဝေကအရင်ကလေးကစိတ်ကူးရင်ခဲ့ရတာဖြစ်ပြီးလက်တွေဖြစ်ပေါ်လာခဲ့ပါပြီခိုင်နှင်းဝေက ကလေးတွေကိုလေးမလေးကြောင့်ရှိအောင်ဓမ္မစကူလဲတင်ပေးသလိုကျောင်းတက်တဲ့အရွယ်မှာလဲကျောင်းကောင်းကောင်းမှာထားပြီးပညာသင်ပေးပါတယ်။သားသမီးတွေကိုဘယ်တော့မှမပြောင်းပြက်အောင်ပျောက်ပြက်သွားစေနိုင်တဲ့အရာမဟုတ်တဲ့ပညာအမွေတွေကိုပေးနေတဲ့ခန်းနေဝင်မှာတစ်ဖက်မှာလဲရှင်ပြုနာသောက်ပွဲကြီးကိုကျင်းပပြီးသာသနာအမွေတွေကိုပါပေးတော့မှာဖြစ်ပါတယ်။ခန်းနေဝင်ကကလေးတွေအပေါ်မှာတာဝန်ကျေတာထပ်ပိုတဲ့အပြင်သူ့ရဲ့ကလေးတွေကိုမျက်နှာမငယ်ရအောင်ထားသူဖြစ်ပါတယ်။မိဘမဲ့ကလေးတွေဆိုပြီးသူတို့ဘာနှိမ်နာပြောတာကိုမခံရအောင်ပြပြေဆုံဆုံထားတဲ့အပြင် ကလေးတွေရဲ့စိတ်လုံးကြုံမှုရအောင်လည်းဖြည့်ဆည်းပေးနိုင်သူဖြစ်ပါတယ်။ကလေးတွေကိုမွေးစားခြင်းနဲ့သူပေါ်လာပေမဲ့လည်းခိုင်နှင်းဝေကတော့မထည့်ရတာကြောင့်သူ့ရင်ခွင်အောင်မှာပဲအားလုံးကိုစောင့်ရှောက်ထားပါတယ်။ကလေးတယောက်ကိုပြိုးထောင်ရတာမလဲကူတဲ့အချိန်မှာခိုင်နှင်းဝေကတော့ယာနဲ့ချီတဲ့ကလေးတွေကိုမြတ်တာနဲ့ပဲဆုံးမနေပါတယ်။မိဘရင်းတွေနဲ့မကြည့်ပြရတာကလွဲလို့ခိုင်နှင်းဝေရဲ့ကလေးတွေကစိတ်ပျော်ရွှင်ရသလိုပညာရေးနဲ့စမ်းမာရေးလည်းအဆင့်တန်းမီအောင်ပတ်မိုးပေးထားပါတယ်။အခုလေခိုင်နှင်းဝေကကလေးတွေကိုရှင်ပြူနာတာပွဲကြီးကျင်းပပြီးနောင်တန်တရာအထိအလူရည်ဇက်တွေအတူတူပါသွားအောင် ကောင်းမှုကုသိုလ်တွေလည်းအတူတူလုပ်တော့မှာပါ။မိဘအရင်တွေတော့ခိုင်နေဝေလောက်မြတ်တာမကြီးမားနိုင်လို့ကလေးတွေကိုအเจ้าမျိုးမျိုးနဲ့စွန့်ပြစ်သွားခဲ့ကြပါရဲ့။အပြစ်မရှိတဲ့ကလေးတွေစွန့်ပြစ်ခံရပေမဲ့ခိုင်နေဝေကတော့မကြည့်ရတာကြောင့်စောင့်ရှောက်ထားရင်ဒီလိုအရွယ်ကိုရောက်လာခဲ့ပါရဲ့။ကိုရင်များစွာရဲ့မဲတော်ဖြစ်ခွင့်ရတော့မှာဖြစ်တဲ့အတွက်ခိုင်နေဝေကတော့အယံဝမ်းသာနေပြီးသူ့ရဲ့မြတ်တာတွေလည်းရောင်ပြန်ဟန်နေပါရဲ့။ခိုင်နေဝေကရှင်ပြုအလူပွဲကျင်းပဖို့အတွက်ဖိတ်စာရေးလည်းအစဉ်သင့်ပြင်ဆင်နေပြီးအစစအရာလည်းပြင်ဆင်ပြီးသွားပါပြီ။ကလေးတွေကိုနှုတ်ဘူးတိုက်ရတဲ့အရွယ်ကနေပြုစုလာခဲ့ပြီးအခုဆိုရင် မေမေလို့ပီပီတက်တာခေါ်လာတတ်တဲ့အပြင်ဖျားစာတွေကိုလည်းစုနိုင်လာပါပြီ။ခလေးတွေကိုမျောလင်းချက်မပါပဲကျွေးငွေစောင့်ရှောက်ထားတဲ့ခန်းနီဝရဲ့မြစ်တာကတော့ကြီးမားလို့တာလူခေါ်နေကြပါဗျ။အမေတယောက်ရဲ့ဝေတရားတွေကိုကြေပွန်အောင်ကြိုးစားနေတယ်လို့ခလေးတွေအတွက်အမြဲတမ်းအသင့်ရှိနေတဲ့ခန်းနီဝပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောခဲ့ပေးပါအောင်နော်။ဆရာရပရိသတ်ကြီးအတွက်မျှဝေတင်ဆက်ပေးလိုက်ပါရရှင်။မင်္ဂလာပါပရိသတ်ကြီး။ခုတင်ဆက်ပေးချင်တာကတော့လှကျင်လို့သဘင်တွေအယောင်ဆိုးလိုက်ပေမဲ့ဘူခေါင်းနဲ့တူတယ်ဆိုပြီးတော့လှောင်ပြောင်ခံနေရတဲ့အညီနန္ဒာပါ။ ပရိသတ်ကြီးညီနန္ဒကတော့အသက်ကြီးမှာသဘင်ရောင်နေစိုးနေလို့ပရိသတ်လောင်ပြောင်တာကိုခံနေရသူပဲဖြစ်ပါတယ်။ဗီဒီယိုခေတ်ကလေးကတီတီချီချီနဲ့မင်းသားတယောက်အနေနဲ့မြင်တွေ့ခဲ့ရတဲ့ညီနန္ဒကတော့အခုဆိုရင်ကလေးကလားပုံစံတွေလုပ်နေလို့ပရိသတ်တွေကြားမှာလောင်ပြောင်ခံနေရပြီပဲဖြစ်ပါတယ်။ငယ်ရစဉ်အချိန်ကအမိုက်စားပုံစံလေးနဲ့ဇကားရရိုက်ကူးခဲ့သလို အသက်ရွယ်တစ်ခုရောက်လာချိန်မှာလည်းကကညာညာတယောက်ဆောင်တယောက်နေနဲ့တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ညီနန္ဒာကတော့အမိုက်စားပုံစံနဲ့ပရိသတ်တွေကိုဖျောက်ပြေးပေးမိ။အခုချိန်မှာတော့ live ဖတ်တဲ့စပင်ကာလာမဟုတ်တဲ့ ။စပင်းအယောင်တွေစိုးထားတာကြောင့်လောင်ပြောင်ခံရပြီပဲဖြစ်ပါတယ်။ညီနနကအသက်ရွယ်နဲ့မလိုက်ဖက်တဲ့စပင်းကာလာကိုစိုးထားခဲ့တာပါ။သူကကာရက်တာတစ်ခုအတွက်လိုလိုက်မယ်ထင်တဲ့အယောင်ကိုစိုးထားခဲ့ပေမဲ့ကာလာစိုးပြီးငယ်မှုပြန်ခဲ့တာလည်းဖြစ်ပါတယ်။စပင်းအယောင်ကအဝါယောင်ကိုအရန်တောင်းနေရမှုသူ့ရဲ့မျက်နှာကလင်းထင်းနေခဲ့တဲ့အထိပါပဲ။သူကတော့ကာရက်တာနဲ့လိုက်အောင်နုဖတ်အောင်လူငယ်စတိုင်ဖမ်းမိစပင်းစိုးခဲ့ပေမဲ့လေကြည်လေကြည်လေဝူခုံးတဲ့တူလေးဖြစ်နေခဲ့တာဖြစ်ပါတယ်။ အသက်48နှစ်မှာသပင်ကာလာဆိုးခဲ့ရမှုပြိသက်တွေအတွက်အထူးဆန်းဖြစ်နေသလိုအရန်လင်းလွန်းတဲ့သပင်ကာလာကြောင့်ဘူခုံးနဲ့တူတယ်ဆိုပြီးပြောခံရပြီပဲဖြစ်ပါတယ်ဆရာရပြိသက်တွေအတွက်အမြတ်ဝတ်တင်ဆက်ပေးလိုက်ပါတယ်နော်အင်္ဂါမပရိသတ်ကြီးခုတင်ဆက်ပေးချင်တာကတော့သားသမီးတွေခါပါမိတွေးပတ်ပါနေလို့ရှင်ကွဲနေရတဲ့အမင်းကြီးရဲ့ဇနီးဟောင်းမှာလင်းစိုးမယားတဖာဖာဘွားနဲ့ဖြတ်တန်းခဲ့ရတဲ့အမင်းကြီးရဲ့ဇနီးဆုလက်နန္ဒာကတော့အခုဆိုရင်သားစုအမေတပေပေဘွားကိုရောက်နေပြီပဲဖြစ်ပါတယ် ဆုလန်နနာကတော့ဇေယိုက်မကောင်းတဲ့ယောက်ျားလက်ကနေယုံထွက်ပြီးနိုင်ငံသားမှာအလုတ်သွားလုပ်နေသူတယောက်ပါ။ပေါက်ပြန်တတ်တဲ့အရက်သမားကိုယောက်ျားတော်ထားရတာမို့သူ့အနေနဲ့ဘဝကြီးကမပျော်ရွှင်ခဲ့တာအသေးချာပါပဲ။ဆုလန်နနာကတော့မကောင်းတဲ့ယောက်ျားကိုစမပေါင်းနိုင်တော့လို့တနည်းအားဖြင့်ထွက်သွားခဲ့ပေမဲ့သားသမီးရဲ့အပေါ်မှာတော့တာဝန်ကျတဲ့မိခင်တယောက်အနေနဲ့ရှိနေသေးပါ။ယောက်ျားရဲ့တန်ကိုမခံနိုင်လို့တနည်းအားမှာသွားနေခဲ့ပေမဲ့သားသမီးတွေကိုတော့အမြဲထောက်ပံ့ပေးနေခဲ့တာအခုထိပါပဲ။သူ့ပိုင်းတဲ့အိမ်ကိုလည်းသားသမီးတွေအတွက်ငွေပို့ရအောင်ငှားရမ်းပေးထားသလိုလောက်ကင်ခွင့်ကိုလည်းကလေးတွေလက်ထဲလွှဲပေးခဲ့တဲ့အထိပါပဲ။ သူကသာမိခင်တာဝန်ကျင်အောင်ပံ့ပိုးနေပေမဲ့ကျေးဇူးကန်တဲ့သားသမီးတွေကြောင့်ရင်ကွဲနေရတာပါသူ့ရဲ့ကလေးတွေကသူ့ကိုလိုအပ်မှသာမိခင်တော်ကျင်ကြတာပါငွေလိုရင်သူ့စီရောက်လာပေမဲ့နောက်ကွယ်မှာတော့မတော်ရသေးတဲ့မိတွေကသာချစ်ခင်နေရမှုအဆုလက်နန္ဒာကတော့ဝမ်းနည်းနေရပါပြီသူ့ရဲ့သားသမီးတွေကသူ့ကိုပြန်မလာစေချင်တယ်လို့ဖခင်နောက်ကောင်မလေးကိုအမေတယောက်လိုခင်ကြွယ်နေတာမို့ဝမ်းနည်းနေရတာလည်းဖြစ်ပါတယ်မင်းကြီးကဆုလက်နန္ဒာရဲ့မိတ်ဆွေအင်းအောင်တဲ့တယောက်နဲ့ဖောက်ပြန်နေခဲ့တာပါ တာသမီတွေကအဖေဖောက်ပြန်တာကိုအပြစ်မပြောတဲ့အပြင်သူ့ကိုပါပြန်မလာစေချင်တာမို့သူ့အနေနဲ့ခြေကွေးနေရတဲ့အကြောင်းကိုရင်ဖွင့်လာတာလည်းဖြစ်ပါတယ်။ချရာတဲ့ပြည်သက်ကြီးတွေအမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့မင်္ဂလာဆောင် vlog နဲ့ပြည်သက်တွေကိုမျက်စိနှာအောင်လုပ်ခဲ့တယ်လို့အခုလည်းကိုဝင်ဆောင် vlog ရိုက်ပြီးနှိပ်စက်အောင်မဲ့နေကြည့်ဦးပါ။မင်္ဂလာပါပြည်သက်လေးတို့ရေ beauty blogger တယောက်အနေနဲ့နာမည်ကြီးလာခဲ့တဲ့နေကြည့်ဦးကတော့အနောက်ပိုင်းမှာ vlog ပေါင်းစုံရိုက်ပြီးပြည်သက်တွေကိုမျက်စိနှာအောင်လုပ်နေပြီးပဲဖြစ်ပါတယ်။ နေဂျီယူကအခုဆိုရင်မြန်မာနိုင်ငံကဘလော့ဂါတွေထဲမှာနာမည်အကြီးဆုံးဘလော့ဂါတယောက်လို့တော့ပြောလို့ရပါတယ်။မျက်နှာမှာမွေးရပါအမှတ်ရှိတာတော့မမြင်ရအောင်ပြင်ဆင်နိုင်တဲ့သူ့ရဲ့မိကပ်အစွမ်းကြောင့်ပြည်သက်စိတ်ဝင်စားခဲ့တာကတော့အသေးချပါပဲ။မိကပ်မလိန်ခင်တဲ့လိန်ပြီးချိန်မှာပြောင်းလဲသွားတဲ့ရုပ်ရည်ကြောင့်မော်ပညာတက်တာလားဆိုပြီးတင်စားပြီးမေးခံရတဲ့အထိပါပဲ။နေဂျီယူကတော့ beauty blogger ဘဝမှာပြည်သက်စိတ်ဝင်စားမှုကိုဖန်ဆင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ beauty blog တွေရိုက်ကူးရင်ပရိသတ်တွေစိတ်ဝင်စားမှုရခဲ့တဲ့နေကြည့်ဦးကတော့နောက်ပိုင်းမှာအသေးမွားကစာ vlog အဖြစ်ရိုက်ကူးရင်တင်ဆက်နေခဲ့တာပါသူကအသွားလာလှူရှားတာတွေခွဲစိတ်ပြုပြင်တာတွေကအစာရိုက်ကူးတင်ဆက်ရင်ပရိသတ်အာယုံကိုဖန်ဆားခဲ့ပြီးအခုနောက်ပိုင်းမှာ wedding vlog တွေပါရိုက်ကူးခဲ့တာမျိုးပရိသတ်တွေကမျက်စိတော်တော်နောက်နေရပါပြီနေကြည့်ဦးမင်္ဂလာဆောင်မှုကိုနှစ်ချီပြင်ဆင်ပြီးတော့ရှိုးပွဲကြီးတစ်ခုလိုခန်းခန်းနာနာဖြစ်အောင်လုပ်နေသလိုတစ်ဖက်မှာလည်းသူ့ရဲ့အပြင်ဆင်တွေမင်္ဂလာဆောင်မဲ့ဇနီးမောင်နှံတွေသိရမယ့်အချက်တွေကို vlog အနေနဲ့ရိုက်ပြီးပြောပြနေခဲ့ပါသေးတယ်။နေဂျီယူကတော့အချက်ကားပြီးအပိုလုံးတက်လုံးသူတယောက်မှအခုလိုမိုက်ကြီးထောင်ပြီးမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့အမေအဖြစ်တွေကိုပြောပြနေရကြောင်းပရိသတ်တွေကဘယ်သူလို့မေးရဘသူကမေးလို့ဖြစ်နေရလဲဆိုပြီးတော့ပရိသတ်တွေမေးနေကြတဲ့အထိပါပဲ။ပရိသတ်တချို့ကတော့မိုက်ကြီးတကာကနဲ့အင်တာဗျူးသလိုလုပ်နေတာမို့ဘဲမီဒီယာကမှလာမဗျူးလို့ကိုယ့်အကူမိုက်ထောင်ပြီးပြန်ဖြစ်နေရလားဆိုပြီးဝေဖန်နေကြရလဲဖြစ်ပါတယ်။ပရိသတ်တွေကတော့အဖို့ရီလုပ်ပြီးမျက်စိနှာအောင်လုပ်နေတဲ့သူကိုကြည့်မြဖြစ်ခဲ့နေတဲ့အသေးချပါပဲ။ မင်္ဂလာမဆောင်ခင်တစ်နှစ်လုံးမှာလဲပြိတ္တမျက်စိနှာအောင်နီလန်ပေါင်းစုံသုံးပြီးလောက်ခဲ့တဲ့နေချီဦးကအခုလဲပြိတ္တတွေကမျက်စိနှာအောင်ထပ်လုပ်တော့မှလဲဖြစ်ပါတယ်။နေချီဦးကအခုဆိုရင် vlog တစ်ခုလုပ်ဖို့အကြောင်းအရာခိုင်ခိုင်မာမာရသွားပါပြီ။တခါလေးရိုက်ပြီးသွားမှာမဟုတ်ဘဲနဲ့6လကျော်7လဖွားမဲ့ကိုဝင်ဆောင် vlog ကိုရိုက်ကူတော့မှဖြစ်ပါတယ်။နေချီဦးကတော့မင်္ဂလာဆောင်ပြီးတာ2လပဲရှိသေးပြီမဲ့ကိုဝင်ရခဲ့ပါပြီ။သူကလက်ထပ်ထားတဲ့ကာလ2လအတွင်းမှာကိုဝင်ဆောင်နိုင်ခဲ့ပြီဆိုတော့ကိုပြိတ္တသိအောင်ပြောပြတာဖြစ်ပါတယ်။ သူ့ရဲ့ကိုဝင်ကတော့ပြည်သက်တွေကြားမှာခရက်ပါပဲနော်လက်ထက်ထားတာကလည်းနှစ်လသာရှိသေးတယ်လို့မင်္ဂလာဦးအနေနဲ့တရားစခန်းဝင်ခဲ့ပေမဲ့ကိုဝင်ရှိနေပြီဆိုတာကြောင့်ပြည်သက်တွေကြားမှာဝေဖန်စရာဖြစ်ခဲ့တာပါပြည်သက်တွေကတော့အဲ့လောက်မြင်မြန်နဲ့ကိုဝင်ရကြတာဘာစိစားလဲဆိုပြီးမြင်မြန်ကြတယ်လို့တရားစခန်းဝင်လို့သာတော်တော့တယ်ဆိုပြီးဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်ပြိတ္တတွေကတော့အချိန်မြင်မြန်နဲ့ကိုရင်ရခဲ့တဲ့မျိုးအောင်ဆုံးတွဲကိုချီကျူးစကားပြောဆိုခဲ့ကြပေမဲ့မျက်စိနှာအောင်မှာမို့လို့စိတ်ညစ်နေတာကတော့အသေးချပါပဲနော်။ မင်္ဂလာဆောင်နဲ့ပတ်သက်ပြီးတော့မရှိရှိတာကိုပြောပြနေတဲ့နေချီဦးကကိုဝင်ဆောင်ချိန်မှာဖြစ်သမျှအကောင့် vlog ရိုက်ပြတော့မှာမို့ပရိသတ်တွေစိတ်ညစ်နေကြပါပြီ။ပရိသတ်တွေကတော့သူ့ရဲ့အနှစ်ရှိလာများ vlog ကိုမကြည့်ချင်ဘူးဆိုပြီးပြောဆိုနေကြတာဖြစ်ပါတယ်။ကိုဝင်ဆောင်ကာလာကို vlog ရိုက်ပြမယ့်အစားကာလာတို့လေးအတွင်းခလေးရတာလားကျုပ်ပွိုင်းနဲ့ယူတာလားဆိုတာကို vlog ရိုက်ပြီးပြောပြပါလားဆိုပြီးတောင်းဆိုနေကြပြီပဲဖြစ်ပါတယ်။ချေရတဲ့ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါရနော်။အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။